ပုပ်ယဟန်မင်းကြီးရဲ့ဇာမနာကိုစိန်ပီတာရင်ပင်မှာကျင်းပနေပါတယ်။ကမ္ဘာကက်သရစ်ဘာသာဝင်တွေရဲ့အကြီးအကဲပုပ်ယဟန်မင်းကြီးရဲ့ဇာမနာခန္ဓာကိုဒီကနေ့အီတလီနိုင်ငံရောမမြို့ကစိန်ပီတာရင်ပင်မှာကျင်းပခဲ့ပြီးကက်သရစ်ဘာသာဝင်တွေဘုံတော်ယူနေတဲ့အတူနိုင်ငံပေါင်း150မှာခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။အဆိုပါခေါင်းဆောင်တွေထဲမှာရွှေပြောင်းနေထိုင်သူရဲ့အရေးနဲ့ပတ်သက်ပြီးကွဲပြားတဲ့ရည်တည်ချက်တွေကြောင့်ပုပ်ယဟန်မင်းကြီးနဲ့အချင်းချင်းအခြေတင်ဖြစ်ခဲ့တယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းပါဝင်ပါတယ်။စိန်ပီတာရင်ပင်မှာပြုလုပ်တဲ့အဆိုပါဇာမနာခန္ဓာကို ကတိယဟန်မန်၂20ဖုံးတော်ရေပါ950နဲ့သိခါတော်ရဆရာတော်၄00ကံလဲတက်ရောက်ကြပြီးမိနစ်60ကြာမြင့်မှာဖြစ်ပါတယ်။ဆိုပါအခမ်းအနားကိုတက်ရောက်ဖို့ကဘာတဝန်းကလာရောက်ကြတဲ့ကတိဘာသာဝင်အများပြားကနေရာကောင်းရရှိဖို့အတွက်ရင်ပြင်ရဲ့ပြင်ပမှာညရင်ဆောင်ဆိုင်နေခဲ့ကြပါတယ်။အာဂျင်တီးနားနိုင်ငံသားဖြစ်တဲ့ပုံရဟန်းမင်းကြီးကတင်းနာလေးကလေတင်နှုံးဖြတ်ပြီးတော့တတ်တော်88နှစ်အရွယ်မှာကွယ်လွန်အိဋ္ဌဆရောက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့3ရက်အတွင်းကလည်းပုံရဟန်းမင်းကြီးရဲ့ရုပ်ကလပ်ကို စိတ်ပီတာဖျားရှိကိုကြောင့်မှပြင်ဆင်ထားခဲ့ပြီးလူပေါင်း2သိန်းခွဲလောက်လာရောက်ကာရဝတ်ပြုခဲ့ကြောင်းသိရပါတယ်။ပိုယမ်းမင်းကြီးရဲ့ခေါင်းတလားကိုမနေ့ကညကလေးကအသေးပိတ်ထားလိုက်ပြီးဖြစ်ပြီးတော့ဇာပနအခမ်းအနားလာရောက်တက်ရောက်ကြတဲ့ခေါင်းဆောင်တွေကြိရှိခွင့်မရဘူးလို့ဆိုပါတယ်။ရုံမမျိုးကိုရောက်ရှိလာကြတဲ့ကမ္ဘာခေါင်းဆောင်တွေထဲမှာအမေရိကန်၊အာဂျင်တီးနား၊ပြင်သစ်၊ဂျာမနီ၊ဂါဖွန်၊ဖိလစ်ပိုင်၊ပိုလန်၊ယူကရိန်းစတဲ့နိုင်ငံတွေကသမ္မတတွေ၊ဗြိတိန်၊နယူးဇီလန်တို့ကဝန်ကြီးချုပ်တွေနဲ့ဥရောပတော်ဝင်အကြီးအကဲတွေပါဝင်ပါတယ်။ အခမ်းအနားကိုပထမဆုံးရောက်ရှိလာတဲ့သူတွေထဲမှာအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်နဲ့ဇနီးတယ်လို့လည်းပါဝင်ပြီးယူကရိန်းသမ္မတဇလန်စကီရောက်ရှိတဲ့အချိန်မှာတော့ပိတ်သက်တွေထဲကနေလက်ခုပ်တံတွေထွက်ပေါ်ခဲ့ပါတယ်။ဇာဖနာဝိပုဘဲအခမ်းအနားကိုအသက်62နှစ်အရွယ်အီတလီယဟန်မန်ကာဒီနယ်ဂျီယိုဗန်ဒီဘက်တစ္စတာကဦးဆောင်သွားမှာဖြစ်ပါတယ်။နှစ်ပေါင်း1300တွင်းမှာဥရောပတိုက်ကမဟုတ်တဲ့ပထမဆုံးပုံရဟန်းမင်းကြီးဖြစ်လာခဲ့တဲ့ပုံရဟန်းမင်းကြီးဖရန်စစ်ဟာသူ့ရဲ့12နှစ်တာစိုးစံမှုအတွင်းမှာ ဆင်းရဲသားတွေနဲ့အပေကံအမေလျော့ခံတွေဘက်ကနေဒီဇိုင်းမမတ်ယက်တီခဲ့တာဖြစ်ပါလေဖရန်စစ်ဒီလူဆန်မှုမြင့်မြတ်သောဘဝကဘာလုံးဆိုင်ရာဖုံးလို့ကြီးဘဝကြီးမင်္ဂလာရှိသောတည်တည်ကံမှုကိုလူတိုင်းအတွက်ထားရခဲ့ရဆိုတဲ့သူ့ရဲ့ပုံဟမင်းကြီးဘဝအနှစ်ချုပ်ရေးသားထားတဲ့စာရန်ကိုပုံဟမင်းကြီးဖရန်စစ်ရဲ့ရိုးချင်းတဲ့သစ်သားကောင်တလာထဲမှာထည့်သွင်းထားပြီးပုံဟမင်းကြီးတွေအစဉ်လာမြို့နယ်ရာစင်ပီတာတုတ်တံမှာမဟုတ်ဘဲနဲ့အဲဒီကနေ9.5ကီလိုမီတာဝေးတဲ့ရောမမြို့စိတ်မေရီမီယာဘုရားကျောင်းတုတ်တံမှာ ပုံရံမင်းကြီးဖရန်စစ်ကနာမည်ကိုလက်တင်လိုရေးသားထားတဲ့နာမည်ဖြစ်တာကုသင်းမြုံနှံသွားမယ်လို့လည်းသိရပါတယ်